ိမ်တောင်တဲ့အမျိုးသမီးရှင်ကိုချင်းစာတဲ့အနေနဲ့တင်မောင်စာမင်းဝင်းတို့ဇနီးမောင်နှံကိုလှုပ်လိုက်တဲ့အပြုံမူကြောင့်လူပြောများနေတဲ့ပြပါဟိမိတ်ဆွေကောင်းဆိုတာကိုဒုက္ခရောက်ချိန်မှာမစွန့်ခွာသားသူဖြစ်တယ်လို့ ိုပျော်ရွှင်တဲ့အချိန်မှာလဲဝမ်းတမ်းမြေကြီးကြပေးနိုင်သူလို့ဆိုကြပါတယ်။ဒီနေ့မှာတော့အနုပညာလောကအထက်မှာရှားမရှားတဲ့မိတ်ဆွေစစ်တယောက်ရဲ့ပုံရိပ်နဲ့အတူဆိုရှယ်မီဒီယာထက်မှာမကနားလည်နိုင်မဲ့ခန်းစားချက်တစ်ခုကိုဘီဘဟင်းကဖွင့်ပြခဲ့တာပါ။အဆိုတော်ဘီဘဟင်းကတင်မောင်ဆမ်းမင်းဝင်းတို့ဇနီးမောင်နှံကိုစစ်ဆန်လိုက်တဲ့ပုံစံကြောင့်လဲလူပြောများနေတာဖြစ်ပါတယ်။ဗိဒ္ဓကြီးလည်းတည်ထားပြီးဖြစ်မှာပါ။တင်မောင်ဆမ်းမင်းဝင်းအိမ်တောင်ရေးဟာပြီးခဲ့တဲ့လပိုင်းမှတုန်းက ဆိုရှယ်မီဒီယာထက်မှတော်တော်လေးကြေရိုက်ခဲ့ပါတယ်။ဇနီးတဲ့ဖြစ်သူဘက်ကခင်ပွန်းတဲ့ရဲ့ဖောက်ပြန်မှုတွေကိုဖွင့်ဟဝင်ခံပြီးတော့ကွာရှင်းဖို့အထိပြက်စဲခဲ့တဲ့အရှင်နေမျိုးပါ။မိသားစုတစ်ခုပြုတ်ကွဲတော့မဲ့အရေးကိုမြင်ရတဲ့အခါပိတ်တပ်ဒေတာမကသူတို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေကပါစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးမှတော့တင်မောင်စမ်းမင်းဝဲတို့ဇနီးမောင်နှံဟာရှစ်ဆရာကောင်းတဲ့သားလေးရဲ့မျက်နှာကိုထောက်ထားပြီးနားလည်းခွလွတ်မှုနဲ့ပြန်လည်ပေါင်းစည်းခဲ့ကြပါပြီ။ဒီတဲ့တင်ကြားရတာတွေဝန်တာစရာကောင်းနေပြီဖြစ်ပေမဲ့ ပိုပြီးကြည်နီးစရာကောင်းတဲ့မြင်ကွင်းတစ်ခုကတော့ဖျားပွဲဇေဒီတစ်ခုမှပေါ်ပေါလာခဲ့ပါတယ်။တရက်မှတော့တင်မောင်ဆောင်မင်းဝင်းတို့မိသားစုဟာဖျားပွဲဇေဒန်တစ်ခုကိုအတူတူလျှောက်လည်နေကြတော့သူတို့ရဲ့မိတ်ဆွေရင်းဖြစ်တဲ့အဆိုတော်ဘီပါဟိန်းနဲ့မထင်မှာပဲနဲ့တွေ့ဆုံခဲ့ကြပါတယ်။ ပုံမှန်ဆိုရင်တော့ကဲတငယ်ချင်းတို့ပါလားဆိုပြီးတော့ထောက်ဆစ်ယုံတမ်းမှရှင်နေပါပဲဒါပေမဲ့မိဘဟင်းရဲ့တုတ်ပြန်မှုကတော့ဘေးလူတွေကပါမြေရေဝဲသွားစီခဲ့ပါတယ်မိဘဟင်းကတငယ်ချင်းဖြစ်သူတင်မောင်ဆောင်းမင်းဝင်းကိုသူ့ဇနီးတဲ့သူသားလေးနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ပြန်လဲမြင်တွေ့လာရတဲ့အချိန်မှာစကားတောင်ကောင်းကောင်းမပြောနိုင်တော့ပဲဝမ်းတက်လွန်းလို့မြေရေတွေကြလာခဲ့ပါတယ်ဒါကဟန်ဆောင်မှုကင်းတဲ့ပီတိမြေရည်တွေဆိုတာမြင်ရတူတိုင်းခံစားမိကြမှာပါဒီနေရာမှာပြပဟင်းပါကြောင့် ဒီလောက်ထိခံစားတွားတယ်လဲဆိုတာစဉ်းစားစရာပါပြပဟင်းကိုတိုင်ကလည်းအင်တောင်တဲ့အမြင့်တမီတယောက်ဖြစ်ပါတယ်ဒါကြောင့်မိမရှင်မဲကိုကျင်းစားတယ်ဆိုတဲ့စကားအတိုင်းပါပဲဒီမောင်ဆမ်းမင်းဝေးရဲ့အတနည်းတဲ့ခံစားနေရတဲ့အနာကျင်းမှုတွေအင်တောင်တခုပြိုကွဲမတဲ့ဖြစ်သွားတဲ့တော့ကတွေပြီးတော့ဒီအရှင်နေကိုပြန်လဲတည်ဆောက်ဖို့ခွလို့တီးခံခဲရတဲ့ဇနီးတဲ့တယောက်ရဲ့စိတ်ရင်းတွေကိုပြပဟင်းကပြေဝနားလဲပေးနိုင်လို့ပါပဲကိုတငယ်ချင်းရဲ့မိသားစုလေး အကောင့်တန်းပြန်ဖြစ်သွားတာကိုမြင်ရတဲ့အခါဇနီးတဲ့ရဲ့ကြီးမားတဲ့မေတ္တာကိုမြင်ရတဲ့အခါမှာမိတ်ဆွေကောင်းတယောက်အနေနဲ့ရောမြို့သမီးတယောက်အနေနဲ့ပါဝမ်းသာမြေ့ရကြခဲ့ရတာဖြစ်ပါတယ်ဗိတ္တကြီးလောကမှာကိုအောင်မြင်နေချိန်မှာဝိုင်းဝန်းမြောက်ပင့်ပေမဲ့မိတ်ဆွေတွေပေါများပေမဲ့ကိုမိသားစုအရေးအဆင်ပြေသွားတဲ့အခါကိုတိုင်းပျော်ရွှင်ရတယ်လို့မျိုးထပ်တူထပ်မြခံစားပေးနိုင်တဲ့ဆွေမျိုးကတော့ရှားပါတယ်ပြည်ပဟင်းကတော့တင်မောင်ဆမ်းမွင့်အပေါ်ထားတဲ့တန်ရိုးစီနဲ့စေတနာကို ီလောက်ရက်လေးနဲ့တိတ်တိတ်ပြတ်သွားခဲ့ပါပြီ။ဒီမောင်ဆမ်းမင်းဝင်းအနေနဲ့လည်းဒီလိုမိတ်ဆွေကောင်းတွေရှိနေတယ်လို့ပြာရာကိုခွင့်လွှတ်ပေးတဲ့ဇနီးတဲ့ကောင်းကိုပိုင်ဆိုင်ထားရတာဟာတကယ်ကံကံမှုပါပဲ။ဒီအခွင့်အရေးကိုတန်ဖိုးထားပြီးတော့ရှစ်ဆေးရမယ့်မိသားစုဘွားလေးတာယာအေးချမ်းပါစီလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲပရိသတ်ကြီးထဲမှာရောကိုအပေါ်ဒီလိုစေတနာထားတဲ့တငယ်ချင်းမျိုးရှိလာရင်ဒီပါဟင်းရဲ့ယူတာဖြူစင်တဲ့မိတ်ဆွေစိတ်ကြလေးအပေါ်ဘလို့မြင်ကြလဲ comment မှာဝင်ရောက်ပြောပေးခဲ့ကြပါအောင်နော် ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါရှင်။